အရေးပေါ်အခြေအနေမှာပြောရမယ့်စကားပြောဖို့ကြအတော်လေးတွေလေ့လာကြအောင်နော် we will get you out အမှ get you out သူရဲ့အဓိပ္ပာယ်ကမင်းတို့ငါတို့အပြင်ကိုခေါ်ထုတ်ပေးမယ်လို့ပြောချင်တာနော်အဲ့လိုမျိုးမင်းတို့ငါငါတို့မင်းတို့အပြင်ကိုခေါ်ထုတ်ပေးမယ်ဆိုရင် we will get you out သူကတနည်းအားဖြင့်မပိတ်မိနေလို့သူ့ကိုဟလာအပြင်ကိုခေါ်ထုတ်ပေးမယ်လို့ပြောချင်တာ we will get you out ငါတို့မင်းတို့အပြင်ခေါ်ထုတ်ပေးမယ်မင်းနဲ့အတူဘယ်နှယောက်ရှိနေလဲအဲ့ဆိုရင် how many people are with you မင်းနဲ့တူဘယ်နှယောက်ရှိနေလဲပေါ့နော် how many people are with you lying down here ဒီမှာဟလာလှဲ့အိမ်နေပါပေါ့အဲ့လိုပြောချင်တာဒီမှာလှဲ့ချလိုက် lying down here lower the rope ကျိုးအောက်ချပါလို့ပြောချင်တာနော်အဲ့လို w ရဲ့ lower ဆိုတော့အောက်ချတာကိုပြောတာနော်အဲကျိုးအောက်ချပေးပါ lower ဆိုတဲ့အတိပြအောက်ချပေးတာအောက်ကိုနှိမ့်ပေးတာလို့ပြောချင်တာနော် lower the rope ရုပ်တရက်ပြောရမယ်ဆိုရင်ဘယ်လိုပြောလို့ပြောမှမသိဘူးဒါမျိုးလေးတွဲမှတ်ထားမှသိမှာနော် lower the rope ိုးအောင်ချပေးပါ he is unconscious unconscious ဆိုတဲ့အဓိပ္ပာယ်သတိမေ့တာဟုတ်ပြောနော်သူသတိမေ့နေတယ်ဆိုရင် he is unconscious အဲ့လိုပြောရနော်သူသတိမေ့နေတယ်ပေါ့နော် open the airway airway ဆိုတာကသူလေလံချောင်းလေလံချောင်းပြောချင်တာလေလံချောင်းဖွင့်ပေးပါဆိုရင်ဘယ်လိုပြောမလဲသူအသက်ရှူလို့ရအောင်လေလံချောင်းဖွင့်ပေးပါပေါ့အဲ့ဆိုရင် open the airway stay awake stay awake awake ဆိုတဲ့အဓိပ္ပာယ်နိုးနိုးကြားကြားနေတာကိုပြောတယ် stay awake နိုးနိုးကြားကြားနေပါသတိဝရိယနဲ့နေပါအဲ့လိုပြောချင်တာနော်ဟုတ်လားသတိဝရိယနဲ့နေပါနိုးနိုးကြားကြားနေပါ stay awake you are going to be okay you are going to be okay ဒါတော့အော်နှစ်သိမ့်ပေးမယ့်စကားပေါ့နော်နှစ်သိမ့်ပေးတဲ့စကား you are going to be okay မင်းအဆင်ပြေသွားမှာပါပေါ့နော် you are going to be okay keep a flashlight flashlight ဆိုတာ dummy ကိုပြောတာ dummy တမီးကိုအစင်နဲ့ ready လောက်ထားဆိုရင် keep a flashlight ready keep a flashlight ready တမီးကိုအစင်နဲ့လောက်ထား avoid doorways doorways ကတကားအဝတကားအောက်တကားခွင်လိုက်ရင်ကိုဖြတ်လာတယ်တကားအဝတကားပေါက်အဝကို doorways လို့ခေါ်တယ်နော် avoid doorways အဲ့တကားအဝတွေကိုရှောင်အဲ့နားလေးမနေနဲ့အဲ့လိုပြောချင်တာ stay low to the ground stay low to the ground ဆိုတာကနီးစပ်အောင် stay low ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် စီလျောင်းဘာသာပြန်မယ်ဆိုရင် would တော့ပြမြေပြင်မှာဝင့်နေလို့ပြောချင်တာ stay low to the ground stay away ဆိုရင်တော့ဒါဝေးဝေးမှနေပေါ့နော် stay away from power lines power lines ဆိုကတော့ဘာကိုပြောလဲဆိုရင်မီးကျိုးကိုပြောချင်တာမီးကျိုး stay away from power lines ဟလာမီးကျိုးတွေနဲ့ဝေးဝေးနေပေါ့နော်ဟုတ်ပြီပို့ပြီးမှမိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော် we will get you out အဲ့တော့မင်းကိုအပြင်ခေါ်ထုတ်ပေးမယ် we will get you out how many people are with you မင်းနဲ့တူလူပနယောက်ရှိနေလဲ how many people are with you lying down here lying down here ဒီမှာလှည့်ချလိုက်လှည့်နေလိုက် lower the rope ကျို့အောက်ချလိုက် he is unconscious he is unconscious to the dean mate နေတယ်ဗောနော် open the airway လေလံချောင်းကိုဖွင့်ပေးလို့ပြောနော် stay awake stay awake ဆိုတာ no no ကြာကြာနေပါလို့ပြောချင်တာ no no ကြာကြာ ဟုတ်လားတတိဝရိယနဲ့နေနိုးနိုးကြကြနေအဲ့လိုပြောချင်တာ stay awake you are going to be okay you are going to be okay ဆိုရင်အဆင်ပြေသွားမှာပါ keep the flashlight ready တမီးကိုအဆင်နဲ့လောက်ထား avoid doorways doorways ဆိုတာတကားဝကိုပြောချင်တာเนาะတကားဝ avoid doorways တကားဝတွေကိုရှောင်ပါ stay low to the ground နေပြည်တော်မှာဝင့်နေ stay away from power lines မီးရိုးတွေနဲ့ဝေးဝေးနေ emergency နဲ့ပတ်သက်တဲ့ဒီစကားပြောခေါ်ကြလေးတွေဆက်ပြီးလေ့လာကြအောင်เนาะ he needs medical help အဆိုရင် तू ဟာဆေးဝါးအကူအညီလိုအပ်တယ်ပေါ့နော် he needs medical help ဆေးဝါးအကူအညီဆိုရင် medical help လို့ပြောရနော် smoke is coming out အဲမိခိုးတွေထွက်လာတယ်ပေါ့နော် smoke is coming out မိခိုးတွေထွက်လာတယ်လာ come out အထွက်လာပေါ့နော် a medical help ဆိုရင်ဒါဆေးဝါးအကူအညီသူ medical ကတော့ကြာတော့ adjective form ပေါ့နော် help ကဒီနေမှာ noun အနေနဲ့တောင်းထားတယ်နော်အကူအညီ we need a fire brick a fire extinguisher fire extinguisher ဆိုတာမိသက်ဆေးဘူးပြောတာနော်မိသက်ဆေးဘူးမိသက်ဆေးဘူးဆိုရင်ဒါ fire extinguisher ပေါ့နော်အစာဦးမိလောင်နေတယ်ဆိုရင်ဘယ်လိုပြောလဲဆိုရင် on fire နဲ့ပြောတယ်မိလောင်နေတယ်ဆိုရင် on fire b verb to be ပေါ့နော် verb to be on fire the building is on fire ဒါဆိုရင်ဟာအစာဦးမိလောင်တယ်လို့ပြောရယ်နော် on fire ဆိုတဲ့အဓိပ္ပာယ်မိလောင်တာကိုပြောတာနော် the building is on fire don't use the elevator elevator ဆိုတဲ့အဓိပ္ပာယ်ပါလဲဆိုရင်တက်လီကားလာတက်လီကားဆိုရင် elevator တက်လီကား don't use the elevator တက်လီကားမသုံးနဲ့ဗောနော်အရေးပေါ်အခြေအနေမှာဆိုရင်တက်လီကားမသုံးနဲ့ဗောနော်အဲဆိုရင် don't use the elevator ဟလာရိုးရိုးလေကားရိုးရိုးလေကားဆိုရင်နော် stairs အ use the stairs အဲဆိုရင်ရိုးရိုးလေကားရိုးရိုးလေကားဗောနော်ရိုးရိုးလေကား သုံးပြုပါအဲဆိုရင် use the stairs call the fire brigade fire brigade ဆိုတာမိသက်တပ်ဖွဲ့ဟုတ်ပြောနော်မိသက်တပ်ဖွဲ့မိသက်တပ်ဖွဲ့ဟုတ်ဒါ fire brigade ဟုတ်ပြောနော် call the fire brigade lightning is striking လျှက်စီ lightning ဆိုတဲ့အဓိပ္ပာယ်ပါလဲဆိုရင်လျှက်စီလျှက်စီအဲ့လိုမျိုးလျှက်စီလက်နေတယ်ပေါ့အဲဆိုရင်လျှက်စီလက်တယ်ဆိုရင် lightning is striking လျှက်စီတွေလက်နေတယ်ပေါ့နော်မူကျိုးတဲ့မူချင်းတဲ့ပေါ့နော် မိုးချိန်တဲ့အရန်အောင်မှကျဲတယ်ဆိုရင် thunder is loud thunder is so loud လာမိုးချိန်တဲ့မိုးချိန်တဲ့ပေါ့နော်ဟလာမိုးချိန်တဲ့မိုးချိန်တဲ့ thunder is so loud the storm storms are coming down မုန်တိုင်းလာပြီဆိုရင် the storm is coming the storm is coming the storm is coming မုန်တိုင်းလာတယ်လမ်းတွေမှာရေတွေရှမ်းလာတယ်လမ်းတွေမှာရေတွေကြီးနေတယ်လမ်းတွေမှာရေတွေရှမ်းလာတယ်ဆိုရင် ဟလာ the the streets are flooding flood ဆိုတော့ရေကြီးတာလမ်းထဲမှာရေတွေကြီးနေပြီဆိုရင် the streets are flooding ဟလာမြင်းနဲ့ကုန်းကုန်းမြင့်ပေါ်ကိုပြောင်းပါ move to higher ground အဲ့လိုမျိုးကုန်းမြင့်ကုန်းမြင့်ကို higher ground လို့ခေါ်ရနော်ကုန်းမြင့်ကုန်းမြင့်ကို higher ground move to higher ground don't drive through water ရေထဲကိုဖြတ်မမောင်းနဲ့အဲ့ဆိုရင် don't drive through water ရေထဲကိုဖြတ်မမောင်းနဲ့ဟုတ်ပြီပို့ပြီးမှမိတော့နောက်တစ်ခါတော့ လာဖတ်ကြနော် he needs medical help သူစေဝါကူညီလိုတယ် smoke is coming out မိခုံငွေတွေထွက်လာပြီ we need a fire extinguisher ငါတို့မိသက်ဆေးဘူးလိုတယ် the building is on fire အစာအုပ်မိလောင်နေ don't use the elevator တက်လေကောင်ကိုမတုံးနဲ့ use the stairs use the stairs ရိုးလေကောင်တော့ call the fire brigade မိသက်တပ်ဖွဲ့ကိုခေါ်ပါဖုန်းဆက်ပါ lightning is striking နေ့စီလန့်နေတယ် thunder is loud မူးချင်းတွေကကျဲတယ်ဗောနော် The storm is coming မုန်တိုင်းလာနေပြီ The streets are flooding ရေကြီးနေပြီ Move to higher ground ကုန်းမြပေါ်ကိုရွှေ့ Don't drive through water ရေထဲကိုဖြတ်မောင်းနဲ့အဲနားလည်းမထင်ပါနဲ့နော်ဒီဗီဒီယိုလေးအကျိုးရှိတဲ့ comment yes လို့မှတ်ခဲ့ပါနော်ဒီနေ့တော့ပဲ That's all for thanks for watching bye bye